ကိုနီရဲ့သားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိဒါသဘောတွေကိုဆောင်းတဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဒါသဘောတွေကိုဆောင်းတဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်စင်အောင်လွှမ်းမပါစေ။2025ခုနှစ်ဒီဇင်ဘာလတရက်နေ့ဇာတာပရိသသမီးများအတွက်ဒီနေ့တာဟောစဒန်ဖြစ်ပါတယ်။ဇာတာပရိသသမီးများအတွက်ဒီနေ့မှာသူများပြဿနာကိုပြဿနာမျိုးတွေဖြစ်တတ်တဲ့ မိသည်အရာကိုမှဒီနေ့ခေါင်းခံပြီးတော့အမခံမလုပ်ပေးနဲ့နော်အစင်မပြေဖြစ်တတ်တယ်အလုပ်ထဲမှာကိုကစိတ်ရှုပ်เสียဆင်းရဲเสียများနဲ့ဒီနေ့တော့ကြုံရတတ်တယ်ကျမ်းမာရေးအနေနဲ့ကောင်းမှုတဲ့ကောင်းကြိုက်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်အချီရေးမှာလည်းမိမိကိုချစ်သူကအထင်လွဲเสียများနဲ့ဒီနေ့မှာကြုံရတတ်တယ်အကျိုးပေးတဲ့ကဏ္ဍကတော့၄နဲ့6ဖြစ်ပြီးတော့အကျိုးပေးတဲ့အရာမှာ အစိမ်းအောင်နဲ့အပြာအောင်ပဲဖြစ်ပါတယ်။ရလျာအနေနဲ့မိမိအရှိပြားမှာပေါင်မိုး၅ချက်ကလူပြားမှာဖြစ်ပါရဲ့ရှင်။